မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်နဲ့တို့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကိုနှစ်နှစ်ရှိုင်ရှိုင်လေ့လာသုံးသပ်ဖို့ကြိုးစားပါရစေဒီနေ့ခေါင်းစဉ်ကတော့အဲဓမ္မတကြံတွေကဓမ္မတော်ဝတ္ထုအခန်းကြီး1ပေါ့တော်တော်လေးအရေးပါတဲ့အခန်းတစ်ခန်းပါဒီဆွေးနွေးမှုအတွက်ကျွန်တော်တို့အဓိကမိညာန်းထားတာကတော့ the wise believers ကနေပြုစုထားတဲ့မဆုတွေနဲ့အချက်လက်တွေဖြစ်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်ရဲ့ရွေးချက်ကလည်း ပင်တီကော့တီနေ့မှာဖြစ်ပျက်ခဲ့တဲ့အန်အော့ဖ်ဝဲအားတွေပေါ့အထူးသဖြင့်တန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်လာတာပြီးတော့ပေထရုရဲ့အဲတတော်ယေရီယန်နဲ့ပရမဆွန်တရားဟောပြောချက်နောက်ပြီးအသင်းတော်ဆိုတာဘလို့စတဲ့ပေါ်ပေါက်လာတယ်လဲဆိုတဲ့အဓိကအဖြစ်ဖြစ်တဲ့ရဲ့နောက်ွယ်ကအဓိပ္ပာယ်အရေးပါဘူးဒါတွေကိုအတူတကွာစူးစမ်းကြည့်ရမှာပါကဲဒီတော့ဒီတမိုင်းဝင်နေ့ကဘလို့အခြေအနေမျိုးနဲ့စတင်ခဲ့တယ်လဲဆိုတာလေးကရင်းပြပြပြပါလားဟုတ်ကဲ့ ပင်တကုတ်တနေ့ဆိုတာကဂျူးတွေအတွက်အရေးပါတဲ့ပွဲတော်နေ့တစ်ခုလေအဲ့ဒီနေ့မှာယေရှုရဲ့တပည့်တော်တွေနောက်လိုက်တဲ့အားလုံးကယေရုရှလင်မြို့ကအိမ်နိမ်မှာစုဝေးနေကြတာသူတို့ကသခင်ယေရှုကောင်းကင်တက်ကြွသွားပြီးနောက်ပိုင်းပေါ့သူကတိပေးခဲ့တဲ့နစ်တင်ပေးမဲ့သူအဲတန်ရှင်တော်ဝိညာဉ်တော်ကိုစောင့်မျှော်နေကြတဲ့အချိန်စုကိစုတောင်းနေကြတာပေါ့ဟွန်း ူတို့အဲ့ဒီလိုစုဝေးနေကြတော့မှပဲရုတ်တရက်ကြီးကောင်းကင်ကနေလေးပြင်းပုံတိုင်းတိုက်သလိုအတန်းကြီးတစ်ခု ပေါ်လာတယ်ဆိုပဲပြီးတော့သူတို့ရှိနေတဲ့အိမ်တအိမ်လုံးကိုလွမ်းသွားတယ်ဆိုတာမျိုးပြီးတော့မီးလျံလိုလျာတွေကွဲပြားပြီးတော့တယောက်ချင်းစီရဲ့ခေါင်းပေါ်မှာတီးနေတာမြင်ရတယ်တဲ့ဒါကတကယ်ထူးခြားတဲ့မြင်ကွင်းပဲဖြစ်မယ်နော်အတိအကျပါပဲအတန်ကအရင်လာတယ်ပြီးတော့မှမြင်ခွင်းဆိုတော့တဟာတာမန်တဘာဝဖြစ်စဉ်တခုတော့မဟုတ်ဘူးဆိုတော့ရှင်းနေတာပေါ့ မမြင်ရတဲ့တန်ခိုးတစ်ခုရဲ့ပြသမှုပုံစံမျိုးပါအဲ့ဒီနောက်ဆက်တွဲဖြစ်ရကပိုလိုတော်အောင်ရစရာကောင်းသွားတယ်သူတို့အလုံးတန်ရှင်းသောဝိညာဉ်တော်နဲ့ပြည့်သွားကြတယ်ပြီးတော့ဝိညာဉ်တော်ကစကားပြောစေတဲ့အတိုင်းအချင်းကမတိတဲ့တခြားဘာသာစကားတွေနဲ့စပြောကြတယ်ဆိုတာပဲဒီနေရာကတကယ်စိတ်ဝင်စားဖို့ကောင်းလာတာဗျာဘာကြောင့်ဘာသာစကားတွေဖြစ်ရလဲဘာလို့ဒီလိုပုံစံတွေထင်ရှားစေတာလဲဟုတ်ကဲ့ဒါကကောင်းတဲ့မင်းဦးမှာ ဒီဖြစ်ပျက်ရဲ့ဘာသာရေးဆိုင်ရာအရေးပါပုံကတော်တော်နည်းနေပါတယ်တစ်ချက်ကတော့သခင်ယေရှုရဲ့ကတိရောပြည့်စုံခြင်းပေါ့နောက်တစ်ချက်ကကြတော့ project ရိုးလာကြိုးဟောထားတာလေနောက်ဆုံးကာလမှာဝိညာဉ်တော်ကိုလူမျိုးမျိုးပေါ်တွန်းလုံးမယ်ဆိုတာအဲ့ဒီ prophet ပြည့်ချက်ပြည့်စုံခြင်းအစလို့ယူဆနိုင်တယ်ဆိုတော့ဘာကြောင့်ဘာသာစကားတွေလဲဆိုရင်လေအဲ့ဒီနေ့ယေရုရှလင်မှာပွဲတော်ကြောင့်ရောက်နေတဲ့သူတွေကအများကြီးပဲရောမ Empire အနန့်ကဂျူးတွေဘာသာပြောင်းလာတဲ့သူတွေဆိုတော့ဘာသာစကားမျိုးစုံပြောတဲ့လူအုပ်ကြီးရှိနေတာအော် ်ဟုတ်ကဲ့ဒီတော့ဝိညာဉ်တော်ရဲ့ပထမဆုံးလှုပ်ဆောင်ချက်ကအဲ့ဒီဘာသာစကားအတအစီကိုကြော်လွှားပစ်လိုက်တာဖျားသခင်ရဲ့တန်ခိုးကြီးတဲ့အမှုတွေအကြောင်းကိုလူတိုင်းကကိုယ်ဘာသာစကားနဲ့ကြားနိုင်အောင်လုပ်ပေးလိုက်တာပေါ့တောင်ဝိုင်မြေမျော်စင်မှာဘာသာစကားတွေကွဲပြားသွားတာနဲ့များပြောင်းပြန်လုပ်ဖြစ်သွားတာဝိညာဉ်တော်ကလူမျိုးတွေကိုသူ့တရင်စကားအောင်မှပြန်စုစည်းလိုက်တယ်လို့မျိုးပေါ့အော်ဒါတိတ်ကောင်းတဲ့ရှုထောင့်ပဲတောင်ဝိုင်မျော်စင်နဲ့ပြောင်းပြန်ဆိုတာစဉ်းစားစရာပဲအဲ့ဒီတော့ ဒီလိုထူးခြားဆိုင်ကြတာတွေဖြစ်နေချိန်မှာအပြင်ကလူအုပ်ကြီးရဲ့တုံ့ပြန်မှုကတော့ဘလုံးရှိခဲ့တယ်။အပြင်ကလူအုပ်ကြီးကအိမ်ထဲကထူးခြားတဲ့အတန်နဲ့စုံမှုတွေကြတော့စုလာကြတာပေါ့။တပြေတော့တွေကသူတို့တခါမှမရောက်ဖူးတဲ့ဒေသကဘာသာစကားတွေနဲ့ဖျားเจ้าပြောနေတာကြတော့အများစုကအကြီးအကျယ်အံ့ဩသွားကြတာ။တချို့ဆိုဘာဖြစ်နေမှန်းနားမလဲတော့ဘူး။ရှုပ်ချွေးကုန်ရော။ ဟေ့ဒီကာလီလီလူတွေကငါတို့ပါတိမေဒီစကားတွေဘလို့ပြောနေကြတာလဲဆိုပြီးအချင်းချင်းမေးကြမြန်ကြနေဒါပေမဲ့လူတိုင်းကအံ့ဩနေတာတော့မဟုတ်ဘူးနော်တချို့ကြတော့လောင်ကြတယ်ဒီလူတွေမနှက်စောစောဆက်ဖြစ်ရဲ့အစ်စ်တောက်ပြီးမူးနေကြတာပဲဖြစ်မယ်လို့ပြောကြတာဒါကလည်း နားလည်ဖို့ခက်တဲ့ဝိညာဉ်တွေကအဖြစ်အပျက်မျိုးကြုံတဲ့အခါလူတွေရဲ့တဘာဝတုံ့ပြန်မှုတစ်ခုလို့ဆိုရမှာပေါ့လေသူတို့တီးနေကြဖောင်နေမဝင်ရင်ဒီလိုကောက်ချက်ချတတ်ကြတာမျိုးအဲ့ဒီလိုလောင်ပြောင်တန်းတဲ့ထွက်လာတဲ့အချိန်မှာပဲပေဒရုကထားပြီးတုံ့ပြန်ခဲ့တယ်နော်ဒီလီယာကတကယ်အလဲအပြောင်းတစ်ခုပဲရပိုင်းလေးပဲချီသေးတယ်ယေရှုကိုမတိဘူးလို့တုံးကတော့ချိန်ညင်းခဲ့တဲ့ပေဒရုကအခုလူအုပ်ကြီးရှေ့မှာရဲရဲဝံ့ဝံ့ထပ်ရက်နေပြီဒီလောက်ဒရာမာဆန်တဲ့ပြောင်းလဲမှုက ဘယ်ကလာတာလဲဝိညာဉ်တော်တန်ဖို့ဆက်သက်ပဲလားဒါမှမဟုတ်သူ့မှာငကိုရှိရင်ဆွေစိတ်သက်ပြန်ပေါ်လာတာလားကအခုတီးတီးငင်းငင်းရဲရဲဝံ့ဝံ့ဟောနေပြီကျမတို့ကဒါကိုဝိညာဉ်တော်တန်ခိုးကြောင့်လို့ရိုးရိုးလေးပြောနိုင်မိမဲ့ ပိုပြီးတိမ်မွေးရရှိတော်ကကြည်ရင်ပေါ်တော့ဝိညာဉ်တော်ကပေသူရဲ့နှုတ်ကိုဆေးအားထက်တမ်းမှုခေါင်းဆောင်မှုအရေးချင်းတွေကိုတန်ဆင်ပြီးခွန်အားတက်လောင်းပေးလိုက်တယ်လို့မြင်နိုင်တယ်။ကြောက်စိတ်ကိုဖယ်ရှားပြီးသူယုံကြည်ချက်ကိုပြောရဆိုရဖြစ်အောင်တတိပေးလိုက်တာမျိုးပေါ့။သူကလူအုပ်ကိုယူရာလူတွေနဲ့ယေရုရှလင်မှာနေတဲ့သူအားလုံးပဲဒီအရာကိုသိမှတ်ပြီးငါစကားကိုနားထောင်ကြပါဆိုပြီးတည်ငြိမ်စွာစပြောခဲ့တယ်။သူကဘလို့ရှင်းပြသွားလဲ။သူတရားရဲ့အဓိကအချက်တွေကဘာတွေဖြစ်မလဲ ပို့ကြောင်းရှင်းပြတယ်မနက်ကုနာတွေပဲရှိသေးတယ်ပေါ့ပြီးတော့ဒါ Prophet ယောလာဂျိုဟောက်ခဲ့တဲ့အတိုင်းဖြစ်နေတာပါလို့ဆိုရက်သူကယောလာကျမ်းကိုခိုးကားမိပရောဖက်ခင်မိန့်တော်မူတာက နောင်ကာလမှာငါဝိညာဉ်တော်ကိုလူအပေါင်းတို့ပေါ်တွန့်လောင်းမယ်မင်းတို့ရဲ့သားသမီးတွေ Prophet ဖူးကြလိမ့်မယ်ဆိုရက်ကတိတော်ပြည့်စုံနေပြီလို့ထောက်ပြခဲ့တယ်ဒါကလက်ရှိအဖြစ်ကိုကျမ်းစာ Prophet ဖြူးချက်နဲ့ချိတ်ဆက်လိုက်တာအဲ့ဒီနောက်မှာလို့သူကနာဇရဲမြို့သားယေရှုအကြောင်းကိုတဲတယ်ပဲဟောပြောတော့တာပဲနော် ဖျားသခင်ကယေရှုအဖေတန်ခိုးလက်ခဏာအံ့ဩဝေယာရီပြပြီးသူတို့ရှေ့မှာထောက်ခံခဲ့ပုံဒါပေမဲ့သူတို့ကဘယ်လိုဖျားရဲ့အကြံစီအတိုင်းအနံ့ခံရတဲ့ယေရှုကိုစိုးတဲ့လူတွေလက်ထဲထည်ပြီးလဘာကတိုင်မှာတက်ခဲကြပုံကိုပြန်ပြော့ပြတယ်ဒီစကလုံးတွေကတော်တော်လေးတိုက်ရိုက်ကြပြီးဆုရှက်တယ်ဗျာဟုတ်ပါတယ်ဒါပေမဲ့ပီချူကအဲ့မှာရက်မသွားဘူးလေသူကအရေးကြီးဆုံးအချက်ဖြစ်တဲ့ရှင်ပြန်ထမြောက်ခြင်းအကြောင်းဆက်ပြောတယ်ဖျားသခင်ကယေရှုကို တည်ချင်းနေလွတ်မြောက်စေပြီးပြန်အသက်ရှင်စေခဲ့တယ်။ဒါဝင်းမင်းကြီးတောင်ကြိုဟိုးခဲ့တယ်ဆိုပြီးစံစာနဲ့ထပ်အထောက်ထားပြရတယ်။ပြီးတော့သူတို့ကိုယ်တိုင်ကယေရှုရှင်ပြန်ထမြောက်ပြီးခေါင်းခင်တက်ချွတ်သွားတာကိုမြင်ခဲ့တဲ့တပ်သေးတွေဖြစ်ကြောင်းအခုခမီးတော်စီကကတိထားတဲ့ဝင်းကျင်တော်ကိုခံယူပြီးသူတို့မြင်ကြားနေရတဲ့အချိန်သုံးလောင်းပေးနေတာဖြစ်ကြောင်းရှင်းပြသွားတယ်။သူဟောပြောချက်ရဲ့အဆုံးသက်ပိတ်ထင်းချက်ကတကယ်ကိုအားပါပြီးတုံ့လို့ဆရာပဲ။ဒါကြောင့်တိလို့လက်ဝါးကတိုင်မှာကွက်ညက်ခဲတဲ့ အဲ့ဒီယေရှုကိုပဲဖျားသခင်ကသခင်အရာခရစ်တော်အရာမှခန့်ထတော်မူတယ်ဆိုတာဣတိယေလအမျိုးသားအလုံးအမှန်ကန်သိမှတ်ကြပါအဲ့ဒါကတရားနာနေတဲ့လူအုပ်ကြီးကိုတိုက်ရိုက်ဆွေးချက်တင်လိုက်တယ်လို့ပဲနော်သူတို့လောက်ရရဲ့အကျိုးဆက်ကိုမျက်နှာအချင်းဆိုင်ဆဲလိုက်တာဒီလောက်ပြင်းထန်တဲ့စကားတွေကြားတာလူတွေဘလို့တုံ့ပြန်ကြလဲကျမ်းစာမှာဖော်ဖျက်ထားတာကအဲ့ဒီစကားကိုကြားတော့သူတို့ကစိတ်နှလုံးထဲမှာစူးနစ်သွားတယ်ဆိုပြီးဖြစ်သွားကြတာ ဒီစိတ်နှလုံးထဲမှာစူးနှစ်ချင်းဆိုတာကယုတ်တရက်နာသွားတဲ့မျိုးထက်ပိုနှဆိုင်နေသူတို့လုံရက်ကဘလောင်မားခဲလဲသူတို့ထက်ခဲလဲသူဟာဖះဆေလွတ်တဲ့မရှိအထခင်ဖြစ်နေပါလားဆိုလဲအတိက အတွင်းစိတ်ထဲကိုထိုးပေါက်ပြီးပြင်းနဲ့နဲ့နန္ဒနဲ့ပိတိစိတ်ကိုဖြစ်စေတာကိုဆိုလိုတာပါဒါဟာဝိညာဉ်တော်ရဲ့နောက်ထပ်လှုပ်ဆောင်မှုတစ်ခုလို့လည်းပြောလို့ရတယ်ပေထရုရဲ့စကားလုံးတွေကဝိညာဉ်တော်တန်ခိုးနဲ့ပေါင်းပြီးလူတွေရဲ့နှလုံးသားကိုဖွင့်ပေးလိုက်တာမျိုးပေါ့ အဲ့လိုနက်နက်ရှမ်းရှမ်းနောင်တရသွားတဲ့အခါသူတို့ဘာဆက်လုပ်ကြလဲသူတို့ရဲ့ချက်ချင်းတုံ့ပြန်မှုကအရန်ရေးကြီးပါတယ်သူတို့ကပေဒရုနဲ့ကခြားတမန်တော်လေးကိုညီအစ်ကိုတို့တို့လိုတို့ဘာလုပ်ရမလဲလို့အသေးအသက်မေးကြတာဒီမေးခွန်းကသူတို့ရဲ့စစ်မှန်တဲ့နောင်တနဲ့လမ်းမှန်ကိုရှာခြင်းစေးကိုပြနေတာမားရာကိုဝန်ခံပြီးဘာလုပ်ရမလဲသိချင်နေကြပြီအပြောင်းလဲအတွက်တကယ်အသက်ဖြစ်နေကြပြီဆိုတဲ့လက္ခဏာပဲပေဒရုရဲ့အဖြေကလည်းရှင်းလင်းပြီးတည်ကြတယ်နော် ်သူက ခမရတို့အပြစ်တွေလွတ်ဖို့နောင်တရကြပြီးတော့အားလုံးယေရှုခရစ်ရဲ့နာမည်နဲ့ပါတီဇန်ကိုခံကြပါဒါဆိုရင်ပန်ရှင်တို့ဝိညာဉ်တော်ဆိုတဲ့စုကျေစုကိုခံရလိမ့်မယ်နောင်တရမယ်ယေရှုနာမနဲ့ပါတီဇန်ခံမယ်ဒါဆိုအပြစ်လွတ်ချင်တဲ့ဝိညာဉ်တော်စုကျေစုရမယ်ရှင်းရှင်းလင်းလင်းပဲဟုတ်ကဲ့အန်အိုးစရာကောင်းတာက လူတွေရဲ့တုံ့ပြန်မှုပဲအဲ့ဒီနေ့တနေ့တန်းမှတင်ပေတရုရဲ့စကားကိုလက်ခံယုံကြည်တဲ့သူတွေပါတီဇန်ခံယူကြတယ် ကျင်းစာရဆိုအဲ့ဒီနေ့မှာလူပေါင်း3000လောက်အတင်းတော်တွေပေါင်းထည့်ခံရတယ်လို့ဆိုပါတယ်။ဒါဟာအတင်းတော်ရဲ့မွေးဖွားခြင်းပဲ။အကြီးအကျယ်စတင်ခြင်းပေါ့။ဟုတ်ပါ။တချင်ကယေရှုနောက်လိုက်စစ်တရားလောက်ကနေချက်ချင်းလူ3000ကျော်ပါတဲ့အဖွဲ့ကြီးဖြစ်သွားတာ။လူပေါင်း3000တာတကယ်ကိုမယုံနိုင်စရာတူပါမှုပဲ။အဲ့တော့ဒီလိုများတဲ့လူကိုချိနာပေါ်လာတဲ့အစိုးပိုင်းအတင်းတော်ကဘယ်လိုပုံစံမျိုးရှိခဲ့လဲ။သူရဲ့နေစဉ်အသက်တာကဘယ်လိုမျိုးလဲ။ကျင်းစာကသူရဲ့အဓိကလက္ခဏာ၄ရပ်ကိုဖော်ပြထားတယ်လေ။သူတို့ဟာ တမန်တော်တို့ရဲ့တွင်တင်ချက်တီကိုအမဲဆွဲမဲစွာလိုက်နာနားထောင်ကြတယ်။နှစ်အချင်းချင်းမိတ္တဟာယဖွဲ့ချင်းမှာဆွဲမဲကြတယ်။ဟွန်းပေါင်းတင်းဆန်ဆန်မှုပေါ့။ဟုတ်တယ်။တုံးပေါင်းမုံဖွဲ့ချင်းဒါကသခင်မယားရဲ့ပွဲတော်ပုံမှန်ချင်းပါတာဖြစ်နိုင်တယ်လို့အထူးတကားစားတော့ပြီးယင်းနီးမှုတိဆောက်တာလည်းဖြစ်နိုင်တယ်။အဲ့ဒီမှာဆွဲမဲကြတယ်။လေဆူတောင်းပတနာပြုချင်းမှာဆွဲမဲကြတယ်။ဒီအချက်တွေကသူတို့ရဲ့ဝိညာဉ်ရေးရအသက်တာရဲ့အခြေခံတွေဖြစ်ခဲ့တယ်။ ဒါပြေသူတို့ရဲ့လူမှုဘဝနဲ့ပတ်သက်ပြီးထူးခြားချက်တွေလည်းရှိသေးတယ်နော်အအချင်းချင်းဝင်မြတုံးဆွဲကြရတယ်ဆိုတဲ့အပိုင်းဟုတ်ပါတယ်ဒါကအရင်ထင်ရှားတဲ့လက္ခဏာတစ်ခုပါသူတို့ကကိုယ်ပိုင်ပစ္စည်းဥစားတွေကိုရောင်းတယ်ရတဲ့ငွေတွေကိုစုထားကြတယ်ပြီးတော့လူတိုင်းရဲ့လိုအပ်ချက်ကိုကြည့်ပြီးဝင်ငှပေးကြတယ်အရာအလုံးကိုအတုတကွပိုင်ဆိုင်ပြီးဝင်မြတုံးဆွဲခဲ့ကြတယ်လို့ဆိုတယ်อืมအဲ့ဒါကတော်တော်လေး radical ဖြစ်တဲ့သဘောနော်အဲ့ဒီအနေထားနဲ့ဆိုဟုတ်ပါ ဲ့ဒီခေတ်ရိုမအင်ပါယာရဲ့လူမှုအခြေချမ်းကွာဟာမှုတွေတကူကောင်းဆန်မှုတွေနဲ့ရှင်ရင်တော့ကြော်လန်နေလူတော့ပြောလို့ရတယ်။ဒါကသူတို့ယုံကြည်ခြင်းကအသွေးခေါ်တတ်တမဟုတ်ပဲလက်တွေ့ဘဝမှာ အချင်းချင်းပေါ်ထားတဲ့မေတ္တာနဲ့စီလုံးမှုကိုဘလောက်အလေးထားလဲဆိုတာကိုပြနေတာပါ။ဒါပေမဲ့ဒီလိုအတူတူကဝေမျှမှုကရေရှည်မှာဘလောက်လက်တွေ့ကြလဲဘလို့စိန်ခေါ်မှုတွေရှိခဲ့မလဲဆိုတာကတော့နောက်ပိုင်းတမန်လိုဝတ္ထု အခန်းဒီမှာဆက်တွေ့ရမယ့်အကြောင်းလေးပေါ့လေ။ဟုတ်ကဲ့ ဒါတကယ်မတားစရာအချက်ပဲဒီကောဒီအခန်းကြီး21တခုလုံးကိုပြန်ချုံငုံကြည့်ရင်ကျွန်တော်တို့လက်တွေ့ယူလို့ရနိုင်မယ့်အဓိကသင်ခန်းစာတွေအတွေးခေါ်တွေကဘာတွေဖြစ်နိုင်မလဲဗျာโอเคပထမဆုံးနဲ့အထင်ရှားဆုံးကတော့တဉ္ဉ္တော်ဝိညာဉ်တော်ရဲ့တန်ကိုးနဲ့အရေးပါမှုပဲပေါ့ဝိညာဉ်တော်ဆင်းသက်လာတာကအသင်းတော်ကိုမွေးဖွားစေခဲ့တယ်ဝိညာဉ်တော်ကလူတွေကိုတတ်သိပေးတယ်ဘာသာစကားအတအဆီကိုကြော်လွှားစေတယ် လူတွေရဲ့နှလုံးသားကိုနောင်တရစေတဲ့ယုံကြည်ခြင်းကိုပေးတဲ့သူတို့ယုံကြည်သူတအူချင်းရောအသင်းတော်တစ်ခုလုံးမှာပါဝိညာဉ်တော်ရဲ့တန်ကိုလမ်းညွှန်မှုလူဆောင်မှုဟာမရှိမဖြစ်အရေးပါတဲ့အတ္တိကမောင်းနှင်အားဖြစ်တယ်ဆိုတာကိုဒီအခန်းကအထက်ထက်ပြောနေတာပါဟုတ်ကဲ့ဒုတိယသင်ခန်းစာကတော့ဘာဖြစ်နိုင်မလဲသူထောင်ချီတဲ့ရှေ့မှာယေရှုခရစ်တော်အကြောင်းကိုပြက်ပြက်သားသားရဲရဲဝံ့ဝံ့ဟောနိုင်ခဲ့တယ်ဒီနေ့ခေတ်မှာလည်းယုံကြည်ချက်အတွက်ရက်တွေပို့ ကိုယုံကြည်တာကိုသူများဝင်များဖို့ကြောက်တတ်ကြရလေ။ဒါပေမဲ့ဝီလင်တော်တန်ဖိုးကအဲ့ဒီကြောက်စိတ်တွေကိုကြော်လွားပြီးရဲရင်စွာတတ်တဲ့ခံနိုင်ဖို့ခွန်အားပေးနိုင်တယ်ဆိုတဲ့သင်ခန်းစာရတာပေါ့။တတိယညနေစီလုံးချင်းနဲ့လက်တွေ့ကြတဲ့မေတ္တာကိုပြောနိုင်မယ်ထင်တယ်ဗျ။အစောပိုင်းယုံကြည်သူတွေကယူဝါဒမှာစီးလုံးတယ်လို့လက်တွေ့ဘဝမှာလည်းအတူတကွစူတောင်းမိတ္တဟာယဖွဲ့ကိုမှရှိတာဝေမျှခြင်းအပြင်စီးလုံးမှုကိုပြခဲ့ကြတယ်။သူတို့ရဲ့အတူတကွဝေမျှနေထိုင်မှုပုံစံက ယုံကြည်သူအတိုင်းအဝိုင်းဆိုတာဘလို့ဖြစ်တင်တယ်အချင်းချင်းအပေါ်ဘလို့မေတ္တာထားတင်တယ်ဆိုတဲ့စံနမနာကောင်းတစ်ခုချပြခဲ့တာပဲဒီလိုစီလုံးမှုနဲ့လက်တွေ့ကျတဲ့မိတာကအသင်းတော်ရဲ့တိုးတက်မှုသက်သေခံမှုအတွက်အရေးကြီးတဲ့အစိတ်ပိုင်းဖြစ်ခဲ့ပုံရတယ်ဒါကအရေးကြီးတဲ့မေကုံတစ်ခုကို ဖြစ်ပေါ်စေတယ်ဒီနေ့ခေတ်ယုံကြည်သူတွေအတိုင်းအဝိုင်းတဲ့အနေနဲ့ဝိညာဉ်တော်ရဲ့တန်ခိုးကိုဘလောက်အထိအမှန်တကယ်အားကိုနေထိုင်ကြသလဲယုံကြည်ရအတွက်ဘလောက်ရည်ရင်စွာယက်တီပြောဆိုကြသလဲ အချင်းချင်းကြားမှာတော့ပိုကျပြန့်တဲ့ရုပ်ဖွဲ့စီထဲမှာပါလက်တွေ့ကျရဲ့မေတ္တာနဲ့စီလုံးမှုကိုဘလို့တိဆောက်ပြတာကြတယ်လေဒါတွေကဒီအခန်းကြီးကိုလေ့လာရင်ကိုကိုကိုပြန်မေးတဲ့နေမေခွန်းနေပါအချို့အားဖြင့်ပြန်ပြောရရင်လေတမန်တော်ဝတ္ထုအခန်းကြီးနဲ့ကအသင်းတော်သမိုင်းရဲ့အစတကယ့်ကိုအရေးပါတဲ့အလဲပြောင်းတစ်ခုကိုမှတ်တမ်းတင်ထားတာပါတန်ရှင်းသောဝိညာဉ်တော်ရဲ့အန်အောဝယ်ဆင်းတက်လာပုံး တာမန်တငါဒီပေဒရုရဲ့ဘဝကိုပြောင်းလဲစေခဲ့တဲ့တန်ကိုးပါတဲ့တရားဟောချက်အဲ့ဒီကနေလူပေါင်းထောင်ချီယုံကြည်ခြင်းနဲ့ဝင်လာပြီးအသင်းတော်စတင်ပေါ်ပေါက်လာပုံ ပြီးလို့အဲ့ဒီအစောပိုင်းယုံကြည်သူတွေရဲ့ဝိညာဉ်ရေးလူမှုရေးအသက်တာလက္ခဏာတွေဟာဒီနေ့ထိတိုင်လေးလာဆင်ကျင်စရာတွေအများကြီးပေးနေတော့ပါပဲဟုတ်ကဲ့ဒီနေ့ရှင်းရခဲ့တဲ့အချက်လက်တွေနဲ့ရှူထောင့်တွေကတကယ်ပဲအတွေးမြင်တွေကိုချက်ထွင်ပေးပါတယ်ခင်ဗျာ နောက်ဆုံးအနေနဲ့စဉ်းစားစရာအတွေ့အကြုံချမ်းသာခဲ့ခြင်းပါတယ်။တမန်တော်ဝိတ္ထုအခန်းကြီးနှစ်မှာဖော်ပြခဲ့တဲ့ဝိညာဉ်တော်ရဲ့တက်ကြွလှုပ်ရှားမှု၊တမန်လူတွေရဲ့ယုတ်ချေပြောင်းလဲထွားတဲ့ရေဆွမ်းတတိ၊အစောပိုင်းယုံကြည်သူတွေပြခဲ့တဲ့အချင်းချင်းပေါ်ထားတဲ့အစွန်းရောက်တဲ့အထည်ရရောမှုနဲ့စီးလုံးမှုတွေပေါ့။ဒါတွေကဒီကနေ့ကျွန်တော်ရဲ့လူမှုဘဝအဖွဲ့ကြီးတွေယူကြည်ခြင်းနဲ့ဆိုင်တဲ့ခရီးလမ်းတွေအတွက်ဘလို့လုံးလျှော်မှုတွေတင်ကန်းစာတွေဒါမှမဟုတ်စင်ခေါ်မှုတွေကိုဆက်ပြီးပေးနေနိုင်မလဲ။ ဒီ tip တွေကနေဒီနေ့တော့ဘလို့လက်တွေ့ကြတဲ့လုံဆောင်မှုတွေကိုယာယူနိုင်မလဲဆိုတာကိုဆက်လက်တွေးတော့ဆင်ခြင်ကြည့်ဖို့တိုက်တွင်းရင်းနဲ့ပဲဒီနေ့တော့ကျွန်တော်တို့လေးလာသုံးသပ်မှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါစေ